ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်နေပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်တို့ဒီရှင်းနှစ်ရမှာဆိုရင်ပြတာ player analysis တီးတန့်လုပ်တဲ့ video တွေကြီးပဲတင်ခဲ့ရဆိုတော့ကျွန်တော်ဒီနေ့သတင်းပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြန်သွားလိုက်အောင်ဟိုသတင်းပိုင်းနဲ့ဆိုပေမဲ့အရင်ကြီးထွေထူးထူး breaking news တော့မရှိဘူးကျွန်တော်ကိုယ်တိုင်လည်းဒါ breaking news တွေမျောနေပြီမဲ့လဲဒါတက်မလာသေးဘူးပြအားရစရာအနေထားမှာမရှိရတော့သိကြရတယ်ဒါပေမဲ့လည်းကျွန်တော် United နဲ့ပတ်သက်ပြီးတော့ဒါနောက်ဆုံးရသတင်းတွေကိုတော့ဒီမှာတစ်စုတစ်စည်းတည်းဖော်ပြသွားခြင်းနဲ့ ဆိုတော့ဗျာဒီပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော်တို့ဒီ Manchester United တင်ရတာဆရာကြီးအိုနာနာအကြောင်းလေးပြီးတော့ပဲဆက်ပြီးတော့ပြောရမှာပေါ့ တော့ Onana ကလက်ရှိချိန်မှာကျွန်တော် Manchester United အသင်းကနေပြီးတော့ track ခဖို့ရသူစံနာမရှိဘူး Manchester United အသင်းနဲ့ပဲဒါရိုးရိုးချွန်ချွန်ပြလာမယ့်နှစ်မှာရိုးရိုးချွန်ချွန်တိုက်ပွဲထပ်ပြီးတော့ဝင်သွားပြီးတော့ကြိုးစားသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကအသင်းကမထွက်ဘူးဆိုတော့ကွန်ဖန်းသွားတယ်ဆိုတော့လက်ရှိချိန်မှာကျွန်တော် Manchester United အသင်းကအမှန်တိုင်းပြောရင်ဒါကိုယ်စားမနေရာကိုလည်းသူတို့အပြောင်းအလဲလုပ်ဖို့ရစံနာရှိတယ်မိုနာကိုအသင်းတို့ဒီတခြားအသင်းတွေကလည်း Onana နဲ့ပတ်သက်ပြီးတော့ဒါအမှန်တကယ်စိတ်ဝင်စားမှုကိုပြထားတယ် ပြီးတော့ဗျာဒီကျွန်တော်တို့တင်းရဲ့အခြေအနေရဆိုရင်ဒီဥနာနာသာထွက်သွားရင်ကိုသမားတယောက်ရောက်ဖို့ရမခက်ခဲဘူးဒါမဲ့အဓိကခက်နေတာဒီဆရာကြီးကကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းနဲ့ပဲဒါလာမယ့်နှစ်မှာလည်းတိုက်ပွဲဝင်သွားခြင်းနဲ့ဆိုတော့ကွန်ဖန်လိုက်တဲ့နောက်ပိုင်းမှာယူနိုက်တက်ကလည်းဒါကိုသမားအပြောင်းလဲအတွက်တိတ်ပြီးတော့ဆရာထက်သန်မှုမရှိတော့ဘူးဆိုပြီးတော့ဟိုပြောထားတယ်တွေ့ရတယ်အဓိကကတော့ကသမားကမပြောင်းချင်ဘူးဆိုရင်တော့တင်းရလည်းဘာမှလုပ်လို့တော့မရဘူးဗျာ ဆိုတော့ဒါအွန်နာနာကိစ္စကလည်းအွန်နာနာအသင်းမှာဆက်ရှိဖို့ရရာဂိုင်းတော့ပို့ပြီးတော့များသွားပြီဆိုတော့နောက်တစ်ယောက်ကလည်းဒီ Rasmus Wildland ပြဆိုတော့ Rasmus Wildland ဆိုရင်လည်းသူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေတော်တော်များများတော်တော်များများရှိရယ်ဗျာဒီ Juve ဆိုရင်လည်းသူ့ကိုတော့အမှန်တကယ်စိတ်ဝင်စားရယ်ဒါပေမဲ့ဒီ Rasmus Wildland ကိုယ်တိုင်ကလည်းသူ့အနေနဲ့စာချုပ်ကကျွန်တော် Manchester United အနေနဲ့2030တိရှိတဲ့အတွက်သူ့အနေနဲ့ဒါအသင်းမှာဆက်ပြီးတော့ရှိနေမယ်ဆိုတဲ့အကြောင်းကိုသူကတော့ဆက်ပြီးတော့ပြောထားတယ်အသင်းနဲ့သူပဲတိုက်ပွဲဝင်မယ်နေရာရအောင်ကြိုးစားသွားမယ်ပေါ့ဗျာ ဟိုကျွန်တော်မန်ချက်စတာယူနိုက်တက်ကအမှန်တမ်းပြောရင်စင်တာဖော်ဝဲတစ်ယောက်ခေါ်ဖို့ပလန်ရှိတဲ့အတွက်စင်တာဖော်ဝဲတစ်ယောက်သာရောက်ခဲ့ဆိုရင်တို့ဒီရက်စမန်နဲ့ဂျိုရှူဝါစီစီနှစ်ယောက်မှာဆိုရင်တို့တစ်ယောက်ကိုတော့တို့ထုတ်ချင်တယ်ဗျာပြီးတော့အတင်းကလာမယ့်နေ့မှာတပတ်တပွဲပဲကန်တဲ့အတွက်အလောက်ကြီးတီလဲစင်တာဖော်ဝဲတွေမလို့ဆိုတော့အတင်းကတော့အမေရိကန်ပြောရင်ထုတ်ချင်တယ်ဦးစားပေးအနေနဲ့မဟုတ်ပေမဲ့လည်းဒီလူ overload ဖြစ်နေတော့ကျတော့သူတို့ထုတ်ချိန်ပေးမယ်လေအခု restaurant white line ကလည်းဒါ united မှာပဲဆက်ရှိနေမယ်သူဆက်ရှိနေတယ်ပြောရဗျာစာချုပ်တက်တန်းရလဲဒါ2030အထိကျန်သေးရဆိုတော့ center forward ခွန်နိုင်တောင်မှ restaurant ထွက်ထွက်နိုင်ကြီးကတော်တော်ကြီးကိုနည်းသွားတယ်နောက်တစ်ယောက်ကလည်းဒါ mason mount mason mount ဆိုရင်ကျွန်တော် manchester united တင်ရတာရောင်းမယ်ဆိုတော့ဟိုအရင်တော့ကဒါဦးစားပေးထဲမှာတော့မပါဘူးဗျာဒါပေမဲ့ခုနောက်ပိုင်းဒါ United ကလည်းရောင်းချင်တယ်ဆိုတဲ့သဘောတခြားသင်းတွေကလည်း Mason Mount နဲ့ပတ်သက်ပြီးတော့ ဆက်တဲ့မင်းမြန်းသားတွေရှိတယ်ဆိုပြီးတော့တင်းလေးထွက်လာတယ်ဒီရောမာလေးထွက်လာတော့ဒါမေဆွန်မောင်းကလည်းမနေဟိုတလောကပြန်ပြီးတော့ကုန်ဖန်းပြလိုက်တယ်ဗျာဟိုသူ့အနေနဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းမှာပဲဆက်နေပြီးတော့ဒါအသေးနဲ့တူပဲတိုက်ပွဲထပ်ဝင်သွားအောင်မယ်သူနေရာရဖို့ရာအတွက်ပဲထပ်ပြီးတော့ဂျူးပန်းသွားအောင်မယ်အဓိကသူ့ရဲ့ဒီ physical နဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာအရန်ကို view site နေတယ်ဆိုပြီးတော့သူကဒါထပ်ပြီးတော့ကုန်ဖန်းပြသွားလိုက်တယ် ဒါပေမဲ့ကျွန်တော်အမြင်အရပြောရင်ကျွန်တော်ရှေ့မှာလည်းမေဆွန်မောင်းနဲ့ပတ်သက်ပြီးတော့ဒါဒီ data ကိုလုတ်ခဲ့ဘူးရဲ့ဒီလက်ရှိမေဆွန်မောင်းရဲ့ physical က modern football ရဲ့ demand တော့ကိုမလိုက်နိုင်တော့ဘူးဆိုတော့မေဆွန်မောင်းကသူ့ပေါ့ဆိုဒီ physical ကိုဘလောက်ပဲအသာပေးပြီးတော့ train တွင်သူ့ကိုဒီလာမဲ့တရာဒီ200ဒီအတွင်းမှာတော့အဲ့လိုတောက်လျှောက်ပွဲတွေကစားခိုင်းလို့မရဘူးမိနစ်90လုံးမကစား မိနစ်90လုံးဒီကစားခိုင်းလို့မရတာကတော့သိကြတယ်ဆိုတော့ဘာပဲနေနေပါ तू ကလည်းဒါမထွက်ချင်ဘူးအတင်းနဲ့တူနေရာရောက်ဝင်တိုက်ပွဲဝင်ကျင်တယ်ဆိုတော့သူ့ကိုထုတ်ဖို့ကလည်းကျွန်တော်အတင်းရခက်ခဲအောင်မှသိကြတယ်ဆိုတော့ကျွန်တော်နောက်တစ်ယောက်ကတော့ဒါ GN San Joe ပေါ့ဗျာဒီ GN San Joe Freedom ကလည်းတော်တော်ရှုပ်တယ်ဗျာအဓိကကတော့သူ့ကိုစိတ်ဝင်စားနေတဲ့အတင်းတွေရှိရဲဆိုတော့ Napoli ဆိုရင်လည်းကျွန်တော် Manchester United အတင်းလိုချင်တဲ့ဈေးနီးပါးကိုပြီးတယ်မှန်တမ်းပြောရင် Napoli နဲ့ကျွန်တော် Manchester United အတင်းကဒါအဆင်ပြေနိုင်ခြင်းမြင့်တယ်ဒါပေမဲ့ခက်တာကကျတော့ ဒီဂျေရန်ဆန်ချိုကိုရိုင်းကကျွန်တော်မန်ချက်စတာယူနိုက်တက်တင်မှာရနေတဲ့လာသာထက်ရှော့ပြီးတော့ယူသွားမှာမဟုတ်ဘူးသူ့ရဲ့လာသာကတော့လုံးဝမလျှော့နိုင်ပါဘူးဆိုပြီးတော့ကွန်ဖက်ထားတော့ဒီနာပိုလီယာနဲ့ဒီကစားသမားနဲ့ညီနိုင်စင်းနေရေးမှာကျတော့အဆင်မပြေဘူးရများတယ်အဲအကြောင်းလေသူတို့ကဒါရှေ့ဆက်ရခက်နေတာ ။နောက်တစ်သိသာဂျူဗင်တက်ဆိုရင်လည်းဂျီနန်ဆန်ချိုသူတို့အမှန်တကယ်လိုချင်တယ်။ဒါပေမဲ့သူတို့ကတော့ခုနကျွန်တော်တို့ယူမန်ချက်စတာယူနိုက်တက်လိုချင်တဲ့ပေါင်25တန်းဆိုတာဒါသူတို့ကသမားအလဲအထက်နဲ့ပဲသွားချင်တဲ့ပုံစံပို့ပြီးတော့များတယ်။ဟိုကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနေလည်းဒါတိုက်စစ်ပိုင်းကလိုချင်နေဆိုရင်သူတို့ကဒါလူဆန်ဘလာဟိုဗင်းနဲ့တိုက်ရိုက်လဲမယ်။တကယ်လို့ကွင်းလယ်ပိုင်းဟိုဆိုရင်လည်းဒေါက်လက်လူဝင်းနဲ့လဲမယ်။ဆိုထားပါဒီကသမားတွေဒေါက်လက်လူဝင်းတို့ဒီဒူဆန်ဘလာဟိုဗင်းတို့အကြောင်းတော့ကျွန်တော်ဒီမှာမပြောချင်ဘူး။အဓိကသတင်းပဲကိုကျွန်တော် ပြောချင်တာဆိုတော့ဟိုကျွန်တော်တို့ကဂျီနန်ဆန်ချိုကိုထုတ်ချင်တယ်အမှန်။ထုတ်ချင်တယ်ဆိုရင်ကျွန်တော်ကအလဲထက်နဲ့ထုတ်လိုက်လို့လည်းအဆင်ပြေ ဘယ်သူရောက်လာရောက်လာဗျာဒါပေမဲ့အဲ့လိုလုံးမယ်ဆိုရင်တောင်မှခုနပြောသလိုပဲဂျူမင်ကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းနဲ့သဘောတူညီမှုတော့ရနိုင်တယ်ဒါပေမဲ့ဂျီနန်ဆန်ချိုနဲ့သဘောတူညီမှုရဖို့ရတော့ခက်တယ်အမှန်တမ်းပြောရင်ဂျီနန်ဆန်ချိုရဲ့ကိစ္စကလည်းဗျာဟိုရောင်းရတော့တော်တော်ခက်မှာအဓိကဒီကစားသမားကသူ့ရဲ့လာတာကိုရှော့မယူခြင်းသေးဘူးဆိုတာကသူယူနိုက်တက်ကနေပြီးတော့ရားသလောက်ချစ်ပြီးတော့ယူခြင်းတဲ့ပုံစံမျိုးလည်းဖြစ်နေတယ်ဆိုတော့ဟိုတော်တော်လေးဟိုခက်ခဲအောင်မှာတော်တော်လေးလဲတာညှိနှိုင်းဆွေးနွေးမှုတွေလောက်ရလိမ့်မယ်အဲ့ရပြီးမှပဲ ဒီဂျီလန်ဆန်ဂျုံနဲ့ပတ်သက်ပြီးတော့ဒါအပြောင်းအရွှေ့ဖြစ်လာနိုင်တယ်ဆိုတော့ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဂျီလန်ဆန်ဂျုံနဲ့လက်ဆက်ပြီးတော့စောင့်ကြည့်သွားအောင်ပါအဲ့တော့နောက်တစ်ယောက်ကတော့ကျွန်တော်ဂါနာချိုပြဆိုတော့ဂါနာချိုနဲ့ပတ်သက်ရင်လက်ရှိအချိန်မှာဆိုရင်ဒါချယ်ဆီကအန်ကွန်ကူနဲ့ လဲထက်လုံးမယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်ကိုဟိုတက်လာနေရပြဟိုကျွန်တော်ကတော့သဘောမကျတဲ့အထက်မှာပါတယ်သဘောလည်းမကျအောင်အမှန်တမ်းပြောရင်ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ကအန်ကွန်ကူကိုအခုမှစိတ်ဝင်စားတာမဟုတ်ဘူးအရင်ကလည်းစိတ်ဝင်စားတယ်သူတို့ကအန်ကွန်ကူကိုလည်းဒါရမယ်ဆိုရင်သူကဈေးနဲ့စုံစမ်းပြီးတော့ပဲကျွန်တော်တို့ကဝဲကျင်တာဒါသမားအလဲအထက်တော့လုံးချင်တာမဟုတ်ဘူးဒါပေမဲ့ Chelsea ကကျတော့ရှင်းတယ်သူတို့ရဲ့ဒီ top 3ပြစ်မဲ့ဝင်ကားတွေထဲမှာဆိုရင်လည်းဂါနာချိုကပါနေတော့မယ်အဲ့ကျတော့သူတို့ကလည်းဂါနာချိုကိုလိုချင်တော့ကျတော့ဒီကသမားကိုအလဲအထက်လုံးမယ်ပေါ့အဓိကပေါင်သန်း50 50လောက်နဲ့အလဲအထက်လုံးချင်တယ် Chelsea က ဒါပေမဲ့ခက်တာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းကလည်းပေါင်သန်း80လောက်ကာနာချိုအတွက်ကိုရချင်နေတာ။ဟိုအမှန်တမ်းပြောရင်ကာနာချိုရဲ့လက်ရှိ market ပေါက်ဈေးကပေါင်သန်း80ထိတော့မရှိဘူး။ဒါပေမဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းကလည်းရှင်းတယ်ဗျ။ဒီကစားသမားကိုကျွန်တော်တို့ကတခြားကလပ်တွေကိုလွှတ်ရမယ်ဆိုရင်တခြားလိတွေကိုလွှတ်ရမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ပေါင်သန်း90လောက်နဲ့လက်ခံမယ်။ဒါပေမဲ့ဒီ rival team တွေကိုလွှတ်မယ်ဆိုရင်ကျွန်တော်တို့ကပေါင်သန်း80လောက်မှာ ဟိုလွတ်ချင်တဲ့သဘောဖြစ်နေရဒါပေမဲ့ဗျာဒီခက်တာဂါနာချိုကလည်းကျွန်တော်တို့ဒီပရီးမီးယားလီးယားနေပြီးတော့တခြားဘယ်လီကိုမှသွားပြီးတော့မကစားခြင်းဘူးသူ့အနေနဲ့အတင်းပြောင်းရမယ်ဆိုရင်လည်းဒါပရီးမီးယားလီးအတင်းတတင်းစီကိုပဲပြောင်းခြင်းလဲဆိုတော့ဟိုမသိဘူးဗျာဒီပရီးမီးယားလီးအတင်းတတင်းမှာပဲနေပြီးတော့ယူနိုက်တက်ကိုဒါသူဘယ်လောက်ထိလုံနိုင်နေတယ်လက်စားချင်ချင်တဲ့ပုံစံမျိုးလားသူဘယ်လောက်ထိဒါဆက်ဆောင်ရေးရှိသေးရဲ့ဆိုတာမျိုးပြချင်လို့လာတာမသိဘူးဂါနာချိုကလည်းဒါပရီးမီးယားလီးကလပ်အတင်းတွေကိုပဲရွှေ့ချင်နေတယ်ဒါပေမဲ့ဒေဂျာတခုက ဂါနာဆိုကပရီးမီးယားလိဂ်ကလပ်တင်းတွေကိုပဲရွှေ့ကျင်တယ်ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းကလည်းပရီးမီးယားလိဂ်ကလပ်တင်းတွေဆိုရင်တန်း90ပေးမှာဒါပေမဲ့ရှင်းတယ်ပရီးမီးယားလိဂ်ကလပ်တင်းတွေကလည်းဂါနာချိုတို့တန်း90ပေးမဲ့အတင်းကမရှိဘူးလို့ပဲကျွန်တော်မြင်တယ်ဆိုတော့ဂါနာချိုရဲ့အပြောင်းရွှေ့ကိစ္စလည်းတော်တော်အချက်ရိုက်အောင်ပါပါနောက်တစ်ခါကတော့ဒီ market refu ပေါ့ဗျာဆိုတော့ market refu ကကျွန်တော်တို့ Manchester United အသင်းနဲ့ဒါသူကအပြောင်းအရွှေ့တစ်ခုခုမှမဖြစ်မြောက်ခဲ့ဘူးဆိုရင်ဒီရာသီကြို training session တွေကိုပူးပေါင်းသွားခြင်းနဲ့ဆိုပြီးတော့သူကတော့ဒါစကားဆလာတယ်ဗျာဆိုတော့ market rapo ရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်လည်း तू ကချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းတစ်သင်းကိုမှ तू ဘာစီလိုနာလောက်ပဲသွားချင်တာဟိုဘာစီနဲ့ကလည်းဘလို့မှမဖြစ်နိုင်တော့တဲ့အနေထားရှိရသူတို့ကလည်းဒါမီဂိုဝီလျံရပြီးရင်တော့ဒီ market rapo ကိုတော့သူတို့လုံးဝမေ့ပြလိုက်မှအသိချရပြီဆိုတော့ rapo ရဲ့ကိစ္စကိုကြည့်မယ်ဆိုရင်လည်းဒါအပြောင်းအရွှေ့ဖြစ်မြောက်လာနိုင်ကြရလေးတော်တော်လေးကိုနည်းတယ်သူတို့ဒီနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒါလက်ရှိချိန်လေးမှာတက်လာတဲ့ကက်စမီရိုနဲ့ပတ်သက်ပြီးတော့ဒါပြောချင်တယ်ဟိုဆက်လက်ရှိချိန်မှာဆိုရင် ဒီကက်စမီရိုအနာဆာအသင်းဟာလည်းစိတ်ဝင်စားနေရဆိုပြီးတော့တင်းတွေထွက်လာတယ်။စက်တင်ဘီမြတ်မှုတွေလည်းရှိတယ်ဆိုပြီးတော့ဒါတင်းတွေကထွက်လာတယ်။ဟိုအရင်ကြီးတော့ဒေါ်လာကြီးပဲမဖြစ်ပေမဲ့လည်းဒီနည်းနည်းယုံကြည်ရတဲ့အထက်မှာတော့ပါရယ်ဗျာ။ဆိုတော့အဓိကတော့ဒီခရစ်စတီယာရိုနယ်ဒိုကလည်းဒီအနာဆာကိုဒီကက်စမီရိုကိုခေါ်ပြီးတောင်းဆိုထားတယ်လို့ပြောပြောထားတယ်။ဆိုတော့ကက်စီကတော့အမှန်တမ်းပြောရင်ကျွန်တော်တို့အသင်းမှာဒီနှစ်ကနောက်ဆုံးပဲသူတို့ဒီနှစ်နေနေဒီနှစ်ဒီနှစ်ထွက်ရင်ထွက်မထွက်ရင် နာလာမယ့်နေ့မှာတရားတော်ထွက်မှာဆိုတော့ဒီနေ့ကနောက်ဆုံးနေ့လို့ပြောလို့ရတယ်ဆိုတော့အနန္တာအတင်းရတာသူမလောက်เสียရဒီလာတာနဲ့ကန်းလမ်းမယ်ဆိုရင်တော့ကက်စီလည်းထွက်နိုင်ကြရများတယ်ကျွန်တော် United ကတော့ဒီကက်စီမီရိုထွက်မယ်ဆိုရင်လည်းရောင်းမယ်ထင်ပါတော့ပါတယ်မနေ့ကယာစီဝက်လောက်မှာဆိုရင်ကောင်းမွန်တဲ့ခြေစမ်းတွေပြရတယ်ပြီးတော့ဒီမဆိုးတဲ့အနေထားပေါ့ကွာပြီးတော့ဒီယာစီဆိုရင်လည်းကျွန်တော်တို့နည်းနည်းထိန်းသုံးလို့တော့ရအောင်မယ်လို့ထင်တယ်ကျွန်တော်ပြောသလိုပဲရှေ့မှာတပတ်တဲ့ဝက်ပဲကင်ရတာဆိုတော့ ကစီရဲ့ interview ကိုနည်းနည်းခြွေတာပြီးတော့သုံးမယ်ဆိုရင်လည်းအဆင်ပြေနိုင်တဲ့အထက်မှာတော့ပါတယ်။ဒါပေမဲ့ကျွန်တော် United ကလည်းရရင်တော့ရောင်းမယ်။ရောင်းပြီးတော့တခုခုအပြောင်းလဲလုပ်နိုင်ရင်လည်းမစိုးလေ။ဆိုတော့ဒါကစီရဲ့သတင်းတွေကလည်းကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်သွားရမယ်။အဲ့တော့လက်ရှိကျွန်တော် Manchester United တင်ရကြအဝယ်ပိုင်းမှာဆိုရင်လည်းတော်တော်ကြီးကို delay ဖြစ်နေရယ်။အယောင်ပိုင်းကိုကြည့်လို့ရင်လည်းဟိုကျွန်တော် Manchester United တင်အတွက်ဒါရွေးချင်ချင်တိုက်ပွဲဝင်သွားခြင်းတဲ့ကောင်းတွေကလည်းများတယ်။ပြီးတော့တကယ်ကိုရောင်းမယ်ထွက်မယ်ဆိုတဲ့ကောင်းတွေကျတော့လည်း တနည်းမဟုတ်တနည်းနဲ့အဆင်မပြေဖြစ်နေရဆိုတော့တကယ်ကိုမလွယ်ကူပါဘူးဆိုတော့ environment ကိစ္စအထိကတော့အဆင်ပြေကောင်းပြေနိုင်တယ်ဒါပေမဲ့ကျန်တဲ့ကစားသမားတွေရောင်းပြီးမှနောက်ထပ်လူရောက်လာမယ်ဆိုရင်တော့ဟို United အနေနဲ့တော်တော်ကြီးခေါင်းခဲအောင်ပါပါတကယ်တမ်းကျွန်တော်တို့ဒီရောင်းထွက်မဲ့ player ကိုကြည့်ရင် Anthony လောက်ပဲရှိမယ်ဆိုတော့ Anthony ကတော့လက်ရှိချိန်မှာသူ့ရဲ့လာစာကိုလည်းဒါ30ရာခိုင်နှုန်းထိလိုအပ်ရင်လည်း short ယူသွားမယ်အဓိကကတော့သူ့အနေနဲ့ပြောင်းရွှေ့ဖြစ်မြောက်စေခြင်းနဲ့ဆိုတော့ Anthony ပြောင်းရွှေ့ရတော့ဖြစ်လာဖို့ရများတယ် ဆိုတော့ဒါကျွန်တော် United နဲ့ပတ်သက်ပြီးတော့ဒါနောက်ဆုံးရသတင်းလေးကိုတစုတစည်းနဲ့ကျွန်တော်ဒီနေ့ခေါ်ပြလိုက်တယ်ပေါ့ဗျာ။ဆိုတော့ညီကိုတွေလည်း United ရဲ့သတင်းလေးနဲ့ပတ်သက်ပြီးအထူးသဖြင့်ပြဒီကစားသမားအယောင်ပိုင်းနဲ့ပတ်သက်ပြီးတော့အမြင်တွေဘယ်လိုရှိလဲဆိုတော့ကျွန်တော်လည်းအတူတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားခဲ့ပါအောင်။ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်နေတဲ့ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။